ဆက်စံကရလီ S24 Ultra and 23တို့ပါကျွန်တော် unboxing လုပ်ပြမယ်အဲ့တော့ပြီးတော့ဘလောက်အကျန်းခံလဲဆိုတော့ရေဒီစိန်ပြမယ်ရေဒီဆုတ်ပြမယ်အဲ့တော့ရေတွေကိုထိုးနစ်ပြမယ်အဲ့တော့အဲ့တော့နောက်ဆုံးမှာဆက်ကြည့်ပြပါအောင်ပြအခုလောဆိုတော့ဒီကောင်းလွန် unboxing တစ်ချက်လုပ်မယ်အထက် PC ဘာညာတာကတော့ခွာထုတ်လိုက်မယ် Okay အဲဖုန်းအသစ်ဝယ်တဲ့အချိန်ထုံးတဲ့အချိန်မှာဘာမှထူးထူးမပါဘူးနောက်ဆုံးငကြက်တောင်ပါမလို့တော့ပါဘူးအသွင်ကျိုးအသွင်ကောင်းပင်โอเคပြီးတော့ကျွန်တော်တစ်ချက်တော့ပေါ်ဖိမီစမ်းကြည့်လိုက်ပါမယ်နော် ထုံးစံနိုင်ပဲပေါ့နော်တိုက်တဲ့နေရကပါလေတုံးမိထားတယ်တကယ်မိုက်တယ်ပေါ့နော်โอเคโอ้အဲ့တော့ Jimmy ကောက်ရပါရိုက်ထည့်ပြီးတော့ဆိုင်းရင်ပိုင်းဆန်းကြည့်မယ် finger တွေဆန်းကြည့်မယ်โอเคလုံးဝစူ ਈ တက်နေရပဲโอเค ဒါတော့အဲ24ပေါ့24အထွာပြီးတော့23အထွာနဲ့တိတ်မကွာလောက်ဘူးเนาะအဲဒီကောင်ကပို့ပြီးတော့ကျွန်တော်တွေပို့မိုက်ပါတယ်အဲပြီးလို့ရှိရင်ဘလောက်ရေစိန်ခံလဲဆိုတာဆက်ဆန်းပဲဗျဟော24ရော23ရော25ကိုရေရေစိန်ခံကြောင်းအရင်ကိုကြင်ညာထားရဆိုတော့တစ်ချက်လောက်ကျွန်တော်တွေကြည့်ကြည့်မယ်เนาะဟော နောက်ဒီကောင်ဆက်ပြရပိုင်းနဲ့ဆက်ပြရမှာလေးကိုတခါတေတေချာလေးကိုနော်ပို့တိုက်ပြီးတေချာကိုစီးတာဟောဟုတ်တယ်ဗျာနော်တော်တော်လေးကိုမိုက်တယ်တော်တော်လေးကိုရေရေစိန်ခံတာတော့တော်တော်လေးကိုကြမ်းတယ်โอเคโอเคဒီဗီဒီယိုကြည့်ပြီးကျွန်တော်မိတ်ဆွေများလည်းကိုဖုန်းကိုအိမ်မှာဆက်ပြရပိုင်းနဲ့ရင်ပိုင်းတော့တော့မရှိနဲ့เนาะတော်ကြတခါလေးပြင်ဆင်ပို့နေရမှာ โอเคဒါလည်းဟို Samsung ကျော်လေး23 Ultra ရဲ့ကျွန်တော်တို့မှန်ခေါ်တာဖြစ်ပါတယ်โอเคဒီမှာလည်းရေဆက်စီးပြအောင်မယ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒါကတော့23ပေါ့နော်ခုန24ပေါ့အော်ဒီဇိုင်းပိုင်းရောအကုန်လုံးကညီပါတော့အတူတူပဲဒါပေမဲ့24ကတော့ပိုကောင်းတော့ပေါ့နော်အဲခုနောက်ပိုင်း25လည်းတော်တော်လေးကိုကျန်းတယ်